嗯，白姐姐，白姐姐，啊，是姐姐，是姐姐啊，台湾的潘米有布列去嘛，印尼美国人偷会会破几诈的诈骗的我程里面，B G F D 个 B 六狗被兽也有一点，看别都准备没有了。 မှာအမှုတွဲဟွန်းတိမ်မဲ့တာချက်မတာရီဟုတ်ပြီဒီနေရာမှာဟိုဘက်အလကီလူမျက်ကျော် channel မှာလည်းကျွန်တော်ပြောထားတာတွေရှိတယ်အဲ့တော့ American စီကနေဒေါ်လာဘီလီယာပေါင်းဘီလီယံပေါင်းမြောက်များစွာခိုးယူနေတယ်ဆိုတဲ့ဒီကွန်ရက်တွေလူမောင်ကိုကူးတဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကိုမီးထိုးပေးနေတဲ့ cyber ရာဇဝတ်ကောင်တွေသူတို့ဘယ်နေရာမှာပဲလှူရှားနေပါစေနောက်ရောင်ခံလိုက်ဖို့ ਨੇ အမေရိကန်မိသားစုတွေရဲ့အမျက်ထုတ်မှုကိုကာကွယ်ဖို့နီလန်ပေါင်းစုံအသုံးပြုမယ်။ရှင်းနေနော်။ဝင်ဖမ်းမှာနော်။အဲ့ဒီမှာအလိုရှိတရားခံစရင်မှာမင်းအောင်လိုင်းတဲ့စစ်ကောင်းတော်တစုပါလာဖို့တာအဓိကဖြစ်ပါတယ်။စောချစ်သူတို့ DGB ကစောစတိတို့စောဆန်အောင်တို့ဆိုတာနယ်ရုပ်လေးတွေပါအသေးလေးတွေပါအဓိကဟာမင်းအောင်လိုင်းနဲ့စစ်ဘိုလ်ချုပ်တစု ကြားဖြန့်ကိုခွင့်ပြုပြီးနိုင်ငံတွင်းမှာလှုပ်ချင်တိုင်းလုပ်နေတာပါဂျန်ကုန်လှိုင်းတာယာ FMI City ထဲမှာမင်္ဂလာဒုံကအိမ်ယာဝင်းကြီးတွေထဲမှာကြားဖြန့်တွေကိုရန်ကုန်မန္တလေးမြို့ပေါ်တွေစီမှာစစ်တပ်ခွင့်ပြုပြီးလုပ်နေပါတယ်ကြားဖြန့်မူရီစေဝါလူကုန်ကူးတာတွေဟာစစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်ဆိုတဲ့မင်းအောင်လှိုင်စစ်ဘိုလ်ချုပ်တစုပါဝင်ပတ်သက်မှု ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတာအမေရိကန်အစိုးရနဲ့ထောက်လိုင်းကြီးတပ်ဖွဲ့ကလည်းသိပါလိမ့်မယ်။အဲ့တော့လက်ရှိအခြေအနေအရဆိုရင်အနီးကဆုံးပြစ်မှတ်ကတော့ source 2တို့ source 3တို့ source 3အောင်လို့ဖြစ်သွားပြီးတော့မင်းအောင်လိုင်းဟာပယ်ဆောက်ချိန်လိုပဲ source 2ကိုထိုးကျွေးလိုက်ရင်ပွဲကတော့ကြီးလာပြီဗျ။ကရင်သစ္စာဘောက်လို့တတ်မှတ်ခံရရတဲ့စောချစ်သူတို့အုပ်စု အခုညတော့အိပ်ပျော်မယ်မထင်ဘူးအဲ့တော့2025မေလ9ရက်နေ့မှာလဲ BG ရဲ့ခေါင်းဆောင်စောချစ်သူသူ့ရဲ့သားစောထူအင်မှုနဲ့စောချစ်ချစ်တို့ကိုလူကုန်ကူးမှုနဲ့စိုက်ပါလိမ့်လည်မှုများအတွက်နိုင်ငံဖြတ်ကျော်ရာဇဝတ်ကျူးလွန်သည့်အဖွဲ့အစည်းအဖြစ်အရေးယူထားပြီးသားနောက်ထပ်စက်တင်ဘာ10ရက်နေ့မှာလေကမောရီးယားနဲ့မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီ12ခုလူပုဂ္ဂိုလ်2ဦးဘီဂျက်ကောင်းဆောင်စောချစ်သူနဲ့လောက်ခဏကူထပ်အရေးယူလာတယ် ဒီတစ်ခေါက်ကတော့အပြင်းဆုံးပဲဝင်ဖမ်းမယ်လို့ပြောတာနော်အဲ့တော့ဒီကနေ့မှာကျွန်တော်တို့ထိုင်းတာချာပြန်စင်တာတွင်နဲ့ပတ်သက်ပြီး DKB ကစိုက်ကြော်လှလို့ပါလာတယ်စောစတိနဲ့စောဆန်းအောင်လို့ပါလာတယ်ဘာကြောင့်လဲလို့လိလာကြည့်တော့ကြောက်ခတ်မှာအစ်စ်ဆောင်နေတဲ့အစ်စ်ဆောင်နေတဲ့ချာပြန်စင်တာတွေကိုအမေရိကန်ဂျိုရူကဖမ်းယူရရှိခဲ့ပါတယ် နော် DGBA စစ်သားတွေကဝန်ထမ်းတွေကိုရိုက်နှက်နေတဲ့ဗီဒီယိုကလစ်တွေအများအများရရှိထားပါတယ်လူကုန်ကူးတဲ့လူတွေကိုလက်စစ်ရှော့ရိုက်တာတွေလုပ်နေတဲ့ DGBA တပ်ဖွဲ့ရဲ့ပုံတွေဗီဒီယိုတွေရရှိထားပါတယ်ဒီအတွက် DGBA အတွက်ရမုံငွေတွေရရှိတယ် DGBA ဟာတဲ့တရုတ်နိုင်ငံရာဇဝတ်ကျူးလူများနဲ့ပူးပေါင်းပြီးမွေးစည်းဝါလူလက်နက်တော်ရန်တိရစ္ဆာန်ပေါင်းကိုကူးများ ငွေကြေးခွာချမှုများတွင် ပါဝင်သည်လို့အမေရိကန်ကထုတ်ပြန်လိုက်ပါတယ်။အဲ့တော့အမေရိကန်အစိုးရအနေနဲ့ကုမ္ပဏီနှစ်ခု DGB တပ်ဖွဲ့စိုင်းကြော်လှတို့ကိုအမေရိကန်မျိုးသားလုံခြုံရေးနိုင်ငံခြားရေးမူဝါဒစီးပွားရေးနဲ့ကျန်းမာရေးဗန္ဒာရေးတည်ငြိမ်မှုကိုချိန်ချောက်သူများဖြင့်တတ်မှတ်အရေးယူလိုက်ပြီးဖြစ်ကြောင်း DGB စီဦးစီးချုပ် Sosti DGB ဘူဂျိုဂျီ Sosse ဝင် DGB စီဦးစီးအရာချီချုပ် Sosan အောင်တို့ကိုလည်း ပိတ်ဆို့အေးယူလိုက်ပါတယ်အဲ့ဒီမှာကီကီဘက်ကိုဗစစ်တပ်ကပေါင်900ဘုံတလုံးချင်းတမျိုးလုံးပြုံနေတဲ့ကိစ္စအချိန်ဆွဲပြီးဗီဒီယိုရိုက်နေပါတယ်ဒါပေမဲ့ရွှေကုတ်ကိုယ်တွေကကြားဖြန့်နေကတော့အချိန်ဟုန်ကောင်းကောင်းနဲ့ဆက်လက်လည်ပတ်နေပြီးမြောက်ဦးဒီမြို့ပေါ်ကကြားဖြန့်ယုံတွေကလည်းအစ်စေးပါပဲအခု FBI ချိုင်းကိုဆင်လို့မယ်လို့ တရားဝင်ထုတ်ပြောလာတာဈေးလွတ်မယ်လို့ပြောပေမဲ့ရောက်တော့ရောက်နေလောက်ပြီးထင်ပါတယ်စောချစ်သူတို့စောဆန့်အောင်တို့စောစတီတို့အဓိကတော့စောချစ်သူကိုယ့်ရဲ့ကိုယ့်ရွာမိုင်30ပတ်ချလေခဲမှာဖရာတီကြောင်းဆောက်ပြီးတော့ဖရာတကာကြောင်းတကာအမိခံနေပေမဲ့နိုင်ငံတကာမှာစောချစ်သူဆိုတဲ့နာမည်ဟာချပ်ဖြန့်လိန်လေမှုတွေကို အကာအကွယ်ပေးနေတဲ့ ဓမြတက်တပုံတက်တတအဆင့်နဲ့နမယ်စိုးနဲ့ကြော်ကြားနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ကိုရကိုရကိုဒေတာကောင်းစားဖို့အရေးကြီးတယ်ဆိုတဲ့စောချစ်သူဟာဗမာပြည်တပီလုံးရဲ့ဂုံတိတ်ခါနဲ့ကရင် တမျိုးသားလုံးရဲ့ဂုံတိတ်ခါကိုကပအလယ်မှာမြောင်းနေဆွဲချလိုက်ပါပြီစစ်တပ်ကိုမျက်စိမိထောက်ခံသူတွေရဲ့လေသံအတိုင်းပဲလက်အုပ်ကလေးချီစစ်ဘူချုပ်တွေလို့ထီးတော်တင်ရေဆက်ချဖွင့်ပွဲတွေမှာ ငါတို့ဘကငါတို့အိမ်လေးငါတို့ရက်ွက်လေးမီးမှန်အောင်လုပ်ပေးပြီလို့ရတဲ့ပုံစံကိုကိုကြီးကောင်းစားရေးကို့အဝင်းဝိုင်းလေးကောင်းစားရေးအတွက်အခုတော့ဘာတွေဖြစ်ကုန်ကြပြီလဲအတော်မတော်တလန်းအစားမတော်တလုံးသွားပေါက်နဲ့ကောင်က ICC ICG တရခန်ပေါင်းနေတဲ့စောချစ်သူတို့အုပ်စုကကြားဖြန့်လိန်လယ်မှုကိုအဓိကကာကွယ်ပေးနေတဲ့အမေရိကန်ရဲ့အလိုရှိတရခန်ဖြစ်လာတော့ ဒီတိုက်ကတော့ဒီလူတွေလှုပ်လို့မြန်မာဆိုတဲ့နာမည်ကကဘာမှာရစရာမရှိဘူးမြန်မာနိုင်ငံသားလို့ပြောလိုက်တာနဲ့ရစရာမရှိအောင်နှိမ်ခံနေရတဲ့အခြေအစုလိုက်အပြုံလိုက်တတ်ဖြတ်မှုဆိုတဲ့စကလုံးနဲ့မင်းအောင်လိုက်အတွေ့အဆက်ပဲကဘာမှာကြားဖြန့်ဆိုတဲ့နာမည်နဲ့ BGF မင်းအောင်လိုက်အတွေ့အဆက်ပဲကဘာနိုင်ငံရေးရှိအခင်းချင်းဟာ ခမားတို့အဝင်းဝိုင်းလေးမှာကိုရန်တော်တက်လေးနဲ့ယူနီဖောင်းကုတ်ကုတ်လေးဝတ်ပြီးထီးတင်ပြနေတာနဲ့အလောက်မရပါဘူးဆက်ဆောင်ကြည့်ပါဆိုတော့မြန်မာနိုင်ငံကဒီဒီနေ့ဒီအချိန် notorious နမဲဇိုးတဲ့ကမ္ဘာလေမှာကြော်ကြားတဲ့နိုင်ငံဖြစ်နေအင်မတန်စိတ်အင်မတန်ဝမ်းနည်းစရာကောင်းပြည်သူတွေကတော့ကြားညက်နေတာပေါ့ဗျာ ကပဘိန်းထုတ်လို့မှအများဆုံးနိုင်ငံမဒါဖီတမင်းဆေးပြအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြန့်ဝေတဲ့နိုင်ငံအာဖဂန်နစ္စတန်ကိုကျော်တက်သွားပြီ online ငွေလေလုပ်ငန်းတွေအခြေချရာနိုင်ငံလူကုန်ကူးမှုအာဓမစေခိုင်းမှုတွေအများဆုံးနိုင်ငံလူခွေ ချိုးဖောက်မှု လူမျိုးလုံးတပ်ဖြတ်မှုတွေနဲ့အာနာသိန်းစစ်ခေါင်းဆောင်ဆိုတဲ့စစ်တပ်ရဲ့ခေါင်းဆောင်ကို ဝရံပြည့်ပြည့်သတ်မှတ်ထားတဲ့နိုင်ငံသတ်မှတ်ခံထားတဲ့နိုင်ငံလုံခြုံမှုမရှိသောနိုင်ငံတရားဥပဒေစိုးမမှုမရှိသောနိုင်ငံလုံသမားအခွင့်အရေးလစ်လူအရှုခံရသောနိုင်ငံ ILO ILO ဆိုတဲ့အလုံသမား International Labor Organization အရေးယူရတဲ့နိုင်ငံငွေမဲတွေခွာချနေတာကို တိုက်ဖြတ်ဖို့ငွေမဲတွေခွာချနေတဲ့နိုင်ငံ တိုက်ဖြတ်ဖို့လောင်းဝတာဝင် ပြက်ကွက်နေပြီးတော့ကမ္ဘာငွေကြီးဆိုင်ရာဗန်နာကြီး blacklist ဝင်နေတဲ့နိုင်ငံတော်အရသာပြည်သူတွေအကြမ်းဖက်နေတဲ့နိုင်ငံအစိုးရတရက်ကိုတနတ်ထောက်ဖန်တာပြီးမတရားအာဏာသိမ်းခံတာရဲ့နိုင်ငံစီမဲကမ်းမဲ့တန်ရန်ဇာတတူဖော်မှုတွေနဲ့တရက်တရွာတကားတပုတ်ဆန်းတပူတမင်းတတိတနန်းတချန်နန်းနဲ့ အင်းဒီရှင်းနိုင်ငံတွေကမလေးစားတော့တဲ့နိုင်ငံအချုပ်ချာအာဏာဆိုတာတော့စိုးရိမ်စရာရှိနေတဲ့နိုင်ငံတာရီယာစစ်အာဏာရှင်ဘောင်ကောချောဆက်နေတဲ့ကတိုင်းပြည်ကိုဂုံသွေးဆုပ်တိုင်းပြည်ကိုလော်ဝကြီးအုပ်ပြီးသူတို့နဲ့လက်တင်ရာစတော့ကခရိုနီတတိုက်ပေါင်းစားပြီးတော့တပင်မွေးဆီယာမွေးနဲ့နေကြောင်တက်ဆိုတဲ့တိုင်းသားလက်နက်ကင်တွေကိုသွေးခွဲပြီးတော့ တဘူတမင်းလုတ်ခိုင်းနာခြင်းရဲ့အကျိုးဆက်အဲ့တော့ထောင်းလိုင်းကြီးပါဆိုတဲ့ကောင်တွေကမူကြီးရာဇာတွေရဲ့လက်ကင်တုပ်ဖြစ်နေတဲ့နိုင်ငံထိပ်ပိုင်းကောင်းဆောင်ဆိုတဲ့ဘူဂျုံကြီးဆိုတဲ့ကောင်တွေကလက်မစားဘဲနဲ့ဒီလိုနေနိုင်စရာအကြောင်းမရှိနေဘဲနဲ့လက်စားမှုကြောင့်စစ်ဘူဂျုံတစုတိုက်ပိုင်ကားပိုင်အိုးပိုင်အိမ်ပိုင်ကုမ္ပဏီပိုင်နဲ့ပြောမပြနိုင်လောက်အောင်ချမ်းသာနေတဲ့နိုင်ငံ 2008ဖွဲ့စည်းပုံအခြေခံဥပဒေပါဆိုပြီးတော့စစ်တပ်ကစေစုနီတခုအချိန်ယူဆွဲထားတဲ့ဥပဒေစစ်တပ်ဟာအစိုးရအောက်မှာမရှိပဲစစ်တပ်လုံးသမျှဟုတ်ခဲ့ပါလို့ပြောရတဲ့ဥပဒေနဲ့နေတိုင်းရှင်သန်နေရတဲ့နိုင်ငံတဲ့ပါပြောချင်ပါလေအဲ့တော့ အမေရိကန်ရဲ့အမျိုးသားအဆင့်နိုင်ငံတော်အဆင့်တရားခံတွေဖြစ်လာနေတဲ့ခင်းလန်နဂိုင်တပ်ဖွဲ့ရဲ့ခေါင်းဆောင်တွေနဲ့မာလာဖက်စစ်တပ်စစ်အုပ်စုရဲ့ကျမငင်းမဲ့နေရတွေကိုပြည်သူ အများကစောက်မြိုနေမယ်လို့ယုံကြည်ပြီးတော့တရားရှိသူကုသူများပါတယ်အတ္တမကိုချီမှုမှုဓမ္မအချိန်တန်ရင်တတ်တော်ဘူးလို့ အင်အားကောင်းကောင်းနဲ့ခြစ်တက်ပြီးအာဓမဆိုရဲမတရားမှုတွေကိုခြေမုံတဲ့အချိန်နေမကြခင်ရောက်လာပါလိမ့်မယ်။ကြားဖြတ်နဲ့ပတ်သက်ပြီးအနေဆုံးယုံမှဖန် search ဖန်တို့ကိုဖန်ပြတာကစပြီးတော့တကယ်သာအစဆွေးရင်မင်းအောင်လိုက်စစ်ဘုံကျုံတွေတကောင်းမှမလုပ်ဘူး။နော် ရွှေကုတ်ကိုဆိုတဲ့နေရာအခုထိဘာမှမဖြစ်သေးတဲ့အချိန်ဒီနေရာတွေရွှေ့ပစ်ပြီးတော့မော်ဖိုးကေမှာအသက်အဆောင်တွေစောင့်နေတာကို မသိဘူးများတင်ပါသလားဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်မျိုးသားလုံခြုံရေးအရေးပေါ်အဆင့်နဲ့ဖွဲ့စည်းလိုက်တဲ့အထူးတပ်ဖွဲ့ဟာမင်းတို့ကိုလက်တိတ်ခတ်ပြီးခေါင်းစွတ်စွတ်ခေါ်သွားတဲ့နေ့ကိုပြည်သူလူထုကစောင့်မျှော်နေမှာဖြစ်တဲ့အကြောင်းအဲ့ဒီအတိုင်းပဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ ယုံကြည်ဆုတောင်းမှာကြောင်းပြောရင်ယေရှုတင်ပါတယ်